Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စီအပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းအကြောင်းအရာကတော့ VNN နိုင်ငံဟိုချီမင်းမြို့မှာဖိုဆန်ဆရာတော်ဘုရားကြီးရဲ့ဖိတ်ကြားမှုဖြင့်ရန်ကုန်တိုင်းဒေသကြီးရွှေတွန်းဒီဆရာတော်ဘုရားတသနာပြုရန်ကြောက်ရောက်တော်မူခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် VNN ငယ်ဟိုချီမင်းမြို့မှာ ဖုန်ဆန်ဆရာတော်ဘုရားကြီးရဲ့ဖိတ်ကြားမှုဖြင့်ရှမ်းကတိုင်းဒေသကြီးမော်ဘီမြို့ဂျပန်ဘုရားအနီးရွှေတွန်ဒီဓမ္မရိပ်သာတည်ထောင်သူဦးစီးပဌာနာနာယကဆရာတော်ဒေါက်တာဘဒ္ဒနာဒုက္ခသာရသည် မေလ6ရက်နေ့က VNN နိုင်ငံဟိုချီမင်းမြို့သို့သာသနာပြုရန်ကြွားရောက်တော်မူခဲ့တယ်လို့ဆရာတော်ဘုရားမှ အခုလိုမိန်တော်မူပါတယ် အမ်ဖုံဖုံဒီမေလ6ရက်နေ့ပေါ့အမ်ဘီဇတ်ဒေးဆိုတော့ဗီနနိုင်ငံမှာလောက်ကြတယ်လေအဲအဲ့ဒီကနေပင်ပင်လျောက်မှုအရာဖုံဖုံကြွားခဲ့တယ်ဘီဇတ်ဒေးကတော့အာ6-8ပေါ့နော်အမ်မေလ6-8အလောက်တယ်ပြီးတော့နောက်အမ်ဘူလောင်ဖျားနဲ့ဘူလောင်ဆရာတော်ကြီးကြောင်းမှာတော့အမ်မေလ7ရက်နေ့မှာကျင်းပတယ်ပေါ့နော်အဲ့နှစ်ပွဲပြီးတော့အခုဖုံဖုံနဲ့ကြွလာတဲ့ဒီဟိုချီမင်းကပဲဖူဆန်ဆရာတော်ဖျားကြီးရဲ့အကြောင်းကို ွားပြီးမှ၃ရက်စိတ်ခမ်းအဲအဓိကတော့အဲ့ပူဇံဆရာတော်ကြီးရဲ့ဖိတ်ခေါ်ချက်အရာပေါ့နော်ယင်းနည်းလည်းကြာပါပြီဆရာတော်ဖျားကြီးနည်းကလေအဲ့လိုပဲ၄၅နှစ်လောက်တော့ရှိပြီအဲသူကလည်းအဲ့လိုပွလန်းတပင်းနေရှိရင်ဖိတ်လေဖိတ်တာရှိတယ်ဆရာတော်ကြီးကတတိယရတယ်ကျေးဇူးလင်းတင်ပါတယ်တတိယပေးတဲ့အတွက်အဲ့တော့ကိုကြွပြစ်သွားတာပေါ့ဟုတ်တာပေါ့တိတ်ကောင်းတဲ့မိကုန်းပဲကွာချောင်းမှုကတော့ရှိပါတယ်တတော်ကိုရှိတယ်ပုံတို့ဒီမှာထေရဝါဒဆက်ဆက်ကိုမြန်မာနိုင်ငံကတော့လေ ထေရဝါဒဆစ်ဆစ်ဆိုတော့အဲဘာသာရေးနဲ့တော့အထူးပြောစရာအကြောင်းမရှိဘူးပေါ့နော်အားလုံးကပြည်စုံတယ်လုံလောက်တယ်ပိဋကတ်သုံးပုံဒီကျမ်းစာတွေကအတိုင်းဖရာဟောတိုင်းပြည်စုံတယ်လုံလောက်တယ်အပြိပမှာကြတော့ပြိပဆွဲနေရမှာတောင်မှလောလောဆယ်အခုမှစပြီးတော့ဒီမာယာနာနဲ့ထေရဝါဒဘက်ကိုပြောင်းလာတဲ့ဒီဘေယနံတို့ဘာတို့ပေါ့နော်အဲသူကြတော့လိုအပ်ချက်တွေအများကြီးရှိပါတယ်သူတို့လည်းသိတယ်ဖုန်းတို့လည်းတတ်ဆွမ်းသမျှတော့ပြောပြရတယ်အဲနောက်ဆုံးတရားဝိပဿနာရှုပုံရှုနည်းရစပါလို့ အဲအဲ့လိုပေါ့ပြီးတော့ဝဏီအယဝဏီရကြလဲဘယ်လိုဘယ်လိုရှိရဲဆိုတာလေးတွေပေါ့နော်သူတို့မာယာနာကြီးကြတော့ကိုရင်နဲ့ဒီရဟန်းတော်များနဲ့လည်းအတူတူဆွမ်းစားလေးရှိတယ်အဲ့ဒါလေးလည်းဘုံဘုံကိုလည်းခြုံခဲ့ရတော့ဆရာတော်ကြီးကိုရှော့နေတယ်ဆရာတော်ပြောလို့ထေရဝါဒအယတော့ဝဏီရတော့ဒီတာမဏေလို့ဆိုတဲ့ကိုရင်နဲ့ကတော့ဒီဆွမ်းဝိုင်းကအတူတူစားလို့မဖြစ်ဘူးဗျာလို့အဘတက်နေလို့အဲ့ဒီတော့ပြောလို့တဝိုင်းစီကိုရင်ကိုတဝိုင်းဒီရဟန်းတော်များဆရာတော်များကိုတော့တဝိုင်းပေါ့ အဲ့ဒါလေးတော့အနိကပြောခဲ့ရလေးရှိတာဘုနော်ရှောက်ခဲ့ရတာလေးတွေအာဆရာကြီးကလည်းလက်ခံနေအောင်အာကောင်းလိုက်တာအဲ very good very good ပေါ့သူတိသွားတော့လေပျော်သွားတာပေါ့အဲ့လိုကွာခြားချက်လေးတွေအတော်များများရှိပါတယ်ကြည့်တယ်ចောင်းကံပြားစီတွေများနဲ့ကြတော့သူတို့ကအယေမာယာနလက်တက်ကဆက်လို့ပြည်စုံနေပြီးသားတယ်တော်များများလေအဲចောင်းကြီးကတော့အေယာမပေါ့နော်ငကားယုတ်ကြီးတွေဘာကြီးတွေညာရင်အေယာမဆုလက်မွန်းချင်နေတဲ့တိုးတော်လည်းပဲအဲ့ဒီမှာသတင်းသုံးပြီးတော့ပရိယပရိပတ် ရိဝေဒဆိုရယ်တာနာ၃ရပ်ကိုလုပ်ဖို့အတွက်ကြတော့အထေရဝါဒဆစ်ဆစ်မဖြစ်သေးတာကတကြောင်းဖြစ်အောင်ကူးတဲ့ဆရာတော်တန်ဃာတွေလည်းရှိတော့ရှိတယ်တိုးတော့အင်အားနေသေးတာပေါ့နော်ចောင်းကြီးရရှိတယ်အဲ့မှာတရင်သုံးမဲ့ထေရဝါဒဆစ်ဆစ်ကိုရင်တို့ဦးစင်းတို့ចောင်းတန်တို့ကြတော့အင်မတန်ရှားသေးတယ်အဲ့ဒီအတွက်ကိုအမ်တတော်ကွာချလဲလို့ပြောရမှာပေါ့နော်ရန်ကုန်မြို့ငလင်ဘေးတဲ့ပြည်သူများအတွက် လူတန်းနာရင်ရွှေကျွန်းလေးဆရာတော်ဘုရားအမှုပြုပြီးဖိုဆန်ဆရာတော်ဘုရားအပါအဝင်ဆရာလေးများ VNN နိုင်ငံမှဒါရိုက်တာဒါရိုက်တာမများစုစုပေါင်း34ဦးကိုရန်ကုန်မြို့သို့ပြန်လည်ပင့်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မန္တလေးမစိုးရိမ်တိုက်သည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများမန္တလေးဝိဇာလင်္ကာရဆရာတော်ဘုရားမန္တလေးမြတောင်ဆရာတော် မဟာမြတ်မုနိဖရာကြီးနေသဂိုင်းဝိပဿနာမဟာကန္နာယုံကြောင့်ဆရာတော်သဂိုင်းလေးကျွန်းမအောင်ဆရာတော်အစရှိတဲ့ဆရာတော်ဖရာများကိုငလင်ဘေးတင် ပြန်လဲထူထောင်ရေးလုပ်ငန်းများအတွက်အသုံးပြုနိုင်ရန်အလူငွေများလှူဒန်းခဲ့ကြောင်းသိရပါတယ်ဒါအပြင်ရွှေတွန်းဒီဆရာတော်ဗျာအမှုပြုပြီးမြစ်တိုင်းကိုအပါအဝင်တခြားသော အလူပစ္စည်းများလည်းလှူဒန်းခဲ့တယ်လို့ဆရာတော်ဗျာမှာအခုလိုမိန်တော်မူပါတယ် အဲဘုံဘုံဆရာတော်ဖရာကြီးတွေရဲ့အကြောင်းတွေအတော်များများကိုခေါ်သွားခဲ့တယ်လေဒီအခုပရိယဘက်မှာဆိုရင်ဒါမဟုတ်ရမာဂနာယုံတို့မန္တလေးမဆိုးရင်တို့အဲရွှေကျင်နိဂါယအဓိကပထမနေရာဖြစ်တဲ့ဟလာမာဟုတတော်အကြောင်းတိုက်ကြီးတို့အဲအောင်ချမ်းသာအကြောင်းတို့အဓိကဒီပရိယတိဘက်ကပေါ့အဓိကအကြောင်းကြီးတွေခေါ်သွားပြီးတော့ပြတာပြီးတော့လေ့လာစေတယ်သူတို့ကလည်းလှူဒန်းစေတယ်ပေါ့ဒီငလျင်ဘေးအလူနဲ့ပတ်သက်လို့ကတော့ ဘုံဘုံကလည်းဟိုမှာအကျိုးကြောင်းပြောပြတာပေါ့ဒီဆရာတော်ကြီးနဲ့ဆွမ်းတူတူစားဆိုတော့လေစမ်းပြီးတော့တိတော့တိတယ်တဲ့ဘယ်လိုလုပ်ရမှန်းမသိဘူးတဲ့လိုက်ခဲ့ပါဗျာလို့ဒီပြီးတော့အကုန်လုံးအဲ့နေရာတွေကိုလိုက်ပို့ပေးမယ်ပေါ့နော်အဲအကျိုးကြောင်းခေါ်လာပြီးတော့ဒါအလုံး34ယောက်ပါလာတာအဲဆရာတော်ဖျားကြီးဒီထေရဝါဒယဟန်တော်ဆရာတော်ဖျားကြီးနဲ့3ပါးမာယာနယဟန်တော်2ပါးပေါ့ပြီးတော့ကိုရင်လေးရဲ့တပါး န်တာတော့တိလရှင်၄၅ပါးနဲ့ဒီတက္ကရာကမတွေပေါ့အားလုံး34ရောက်ဒီရန်ကုန်စမ်းချောင်းဟိုတယ်မှာတဲကြတာပေါ့နော်အဲဘုံဘောကတော့မေတ္တာအိမ်ကိုအိမ်ဆိုမှအိမ်လေးတွေဒီဝါအိမ်လေးတွေပါတမီနော်အားလေးလည်းဘုံဘောလူတန်းပြေးကန်းခဲ့တယ်ပြီးတော့ဒီဆရာတော်ဖခင်ကြီးလည်းဒီထဲမှာသူ့ကုသူတွေပါဝင်လို့ရအောင်ဘုံဘောကနေခေါ်လာတယ်အကျိုးအကြောင်းလေးတွေဆရာတော်ကြီးကိုချပြတယ်ပေါ့နော်အဲသူသွားရတဲ့နေရာတွေခု အမရဗုဒ္ဓမာဂနောင်မှာဒီအမရဗုဒ္ဓမြို့မှာဆိုရင်ဘုံဘုံတို့မာဂနောင်တိုက်မာကြီးရဲ့အဲတူပေါင်းကျောင်းတိုက်စာတန်တိုက်ပေါ့နော်ပြီးတော့မုံမုံဝိပဿနာဆရာဖျက်ရဲ့ပင်မကျောင်းဖြစ်တဲ့မင်္ဂလာတိုက်ကြီးအဲပြီးမှဘုံဘုံတို့ဒီစာတန်တိုက်တစ်ခုဖြစ်တဲ့အင်္ဂါယာမစာတန်တိုက်ဆိုမှ၄နေရာဒါကတော့အမရဗုဒ္ဓမြို့မှာပေါ့နော်အဲစကိုင်းမှာကျတော့ဘုံဘုံတို့ဆရာဖျားကြီးတိတိကျကျဆရာဖျားကြီးရဲ့ကျောင်းပါတယ်သူရဲ့တက္ကသိုလ်ကြီးကျောင်းပါတယ်ပြီးတော့ရွှေနာတိုက်တဲ့ပါတယ်စီနောရိယစာတန်တိုက်ပြီးတော့တက်ကြတိတာသီလဆင်စာတန်တိုက် အဲပြီးတော့ဘုံဘုံတို့ဒီ IBC ဟိုဗုဒ္ဓဟို University တက္ကသိုလ်ကြီးလေ IBC ဆရာတော်ဥတော်ပြီးတဲ့တက္ကသိုလ်အဲ့လည်းပါတယ်ပြီးတော့ဥပဒနာမာကနောင်ချောင်းဆရာတော်ဖျားကြီးဥပဒနာနာပြုံသားရဲ့အဲချောင်းပေါ့နော်အဲပြီးတော့အင်တော်စုတရားကိုလည်းပဲအဲ့ဒါတော့မြန်မာကြံ့ဝင်ပေါ့အင်တော်စုတရားကိုမြန်မာကြံ့ဝင်နေလဲလူတန်းပေးကမ်းခဲ့တဲ့ဇာတ်ကိုင်းမှာပြီးတော့လေးကျွမ်းမအောင်ဆရာတော်ဥဒမပိယရဲ့ကျောင်းအဲ့မှာလည်းလူတန်းပေးကမ်းခဲ့တယ်ပြီးတော့အဲ့ခုနကအင်တော်စုတရားကျတော့မြန်မာကြံ့ဝင်နေတယ် တဲ့နေရာတွေကတော့အလုံးဒေါ်လာတွေပြီးတော့မန္တလေးမြို့မှာကြာတော့ဘုံဘုံတို့ဒီနာမည်ကြီးဖြစ်တဲ့မဆွေရင်စာတန်တိုက်ကြီးအဲပြီးတော့မာဝုဒ္ဒရာအောင်စာတန်တိုက်ပြီးတော့ညတော်ကျောင်းအဲအောင်ချမ်းသာကျောင်းအောင်ချမ်းသာဆရာတော်ဥက္ကိတရာပြုဝန်သာပြီးတော့ဝိဇာလင်္ကာရာကျောင်းပြီးတော့မာမြတ်မုနိဘုရားကြီးပေါ့အဲအလုံးနေရာတည်တည်ဆရာတော်တွေနဲ့ဒီဘုရားမှာတော့အလုံးဟာဒီဒေါ်လာတွေပါပဲဒေါ်လာအနည်းဆုံး1200နေ2000 3000ထိဟို အချိန်လေးကြည့်ကြည့်ပြီးဆရာတော်ကြီးကလူလူသွားတယ်ပေါ့လေဆရာတော်ကြီးနဲ့အဖွဲ့ကဒီဖူဆန်ဆရာတော်ကြီးဟိုချီမင်းကအချိန်လေးကြည့်တယ်ဆိုတော့ပြည့်စုံမှုများတာမြင်မြင်တယ်လို့ဆရာတော်ကြီးကတိုးတိုးပြီးတော့နဝကမ္မောဒေါ်လာကိုလေအဲ့လိုလူသားကတိုင်းရှိပါတယ်ဘုံတော်ဓမ္မဂရိကဆိုတော့တရားဟောတာပေါ့တရားဟောတယ်ဘီမုဂုတ်တရားစကားနဲ့လည်းဖွင့်နေအဲပြီးတော့ဟိုပရိသတ်အောင်လည်းအင်းဟာစားလုံနေတာဆိုတော့လေတွဲပြီးရင်အခုလိုတဘာဘာပေးနေကြုံလာရင်ကြုံလာတယ်လို့ဒါတဘာဘာပေးနေမရှိလို့အေးချမ်းတဲ့ခါကျတော့လက်ပြွားမဲ့ခင်ရတယ်ပေါ့ ဥရမေခရာတွေကိုသွားပြီးတော့ဒီကလေးတွေကိုအာဟာရတနေ့သာကျွေးတယ်ကလေးတွေတော့မုံအနည်းဆုံးတယောက်တယောက်ကို12မျိုးလောက်ထိကိုဖုန်းဖုန်းတို့ကျွေးခဲ့ဘူးတယ်ပြီးတော့စာစာအိတ်တွေပဲဒီတော့ပဲအိတ်တွေစီပုံးနေနေပေါ့ဟိုမယန်းကျောင်းဘက်ကဆိုရင်ဖုန်းဖုန်းတို့အနာကြီးရောက်တဲ့အဖိုးဘွား140ရှိတယ်အဲအဲ့ဒီမှာလည်းပဲအဲ့လိုပဲဖုန်းဖုန်းတို့လူတန်းပေးကန်အဖိုးဘွားတွေကိုသူတို့စိတ်ခွန်အားပေါ့ပြီးတော့စောင်းလို့ရောက်တော့လဲအနှွေးတယ်လေးကြီးအဲ့လိုပေါ့နော်အတီးတီးလူတန်းခဲ့တယ်အဲ့ဒါတော့တဘာဝပေးနေမလာခင်က ုပ်နေတဲ့ပရိုက်တက်လုပ်ငန်းတွေပေါ့နော်အခုတဘာဝေးတွေပေါ်ပေါ်လာတော့တယ်တဘာမှာပြည်သူဖက်ကူပဲအာယုစိုက်ပြီးတော့အရှက်နေဖုံဖုံစူးစမ်းနေပါတယ်ပေါ့လေလုံနဲ့လှုပ်ဆောင်နေစေအဲသုတော်မတာလည်းပို့သားနေတယ်ပြီးတော့ခொနည်းသာသမီတွေကိုလည်းမိမိတို့တက်ဆွမ်းသမျှပရိုက်တလေးတွေကိုဘာမှမပြီးတော့ကိုယ်တိုင်လည်းအရင်အားတဲ့အချိန်လေးရှိတဲ့ခါလေးကိုလှုပ်စေချင်တယ်ပေါ့လေအခုလိုအသင်းဖွဲ့ကြီးမဟုတ်တိတန်အောင်ပေါ့အချို့ကျတော့တပိုင်းတန်တန်လေးလှုပ်တာရှိသေးတယ်အခုလိုအသင်းဖွဲ့ကြီးတော့မထောင်ထားဘူး ဆိုတော့သူတို့တတ်ဆွမ်းတဲ့များသူတို့ရဲ့စေတနာအားလျော်ဆိုတာအဲ့လိုလဲလှုပ်ဆိတ်ခြင်းတယ်ဘလို့ပဲလှုပ်လှုပ်ပေါ့လှုပ်တယ်ဆိုရင်ကိုဘုံတော်တော့ကိုယ်နိုင်ငံအတွက်ကိုယ်လူမျိုးအတွက်ကိုယ်သာနာအတွက်အကျိုးရှိတာဟုတ်ကောင်းတဲ့အလုပ်ကတော့အကျိုးရှိလက်တွဲလဲခေါ်ပါတယ်ကျွန်တော်နေပရိုင်းသားတွေဝင်ကြပါတယ်ဆိုတော့အချိန်မီဆင်းရင်ဖောင်ဖြီးပြီးတော့ဝင်လို့ရတယ်ပူတွဲပြီးတော့လှုပ်လို့ရတယ်တခြားတခြားသောအသင်းဖွဲ့တွေမှာလဲဝင်ပြီးတော့လှုပ်မယ်ဆိုတော့အဆင်ပြေပါတယ်အဲ့ဒီတော့လှုပ်ဖို့သာလည်းအဓိကပါပဲ ဒါကြောင့်မို့မြန်မာတနင်္ဂနွေလုံးဆရာတော်တန်ဃာတော်များနဲ့အဲလှူကြတဲ့အလှူရှင်လူမများအားလုံးအားလုံးနိုင်ငံတော်နိုင်ငံသားအားလုံးဒီနေ့ဒီရက်ဒီချိန်ကစလို့ဘေးပေါင်းရံပေါင်းအန္တရာယ်ပေါင်းတဘာဝဘေးပေါင်းနဲ့ကျင်းပြီးတော့ကြမ်းကြမ်းမှမှချမ်းချမ်းသာသာနဲ့တာနာမှုလုပ်ငန်းတွေပညာရေးစီးပွားရေးကျန်းမာရေးတွေကိုစတဲ့တဘူတိုးတက်အောင်လှုပ်ဆောင်နိုင်တဲ့နိုင်ငံကောင်းနိုင်ငံမြတ်ကြီးဖြစ်ပါစေလို့ဘုံဘုံကဆုတောင်းပေးပါတယ်